अदानी गोजो सानर बा गालो लिया ने यू ရန်ကုန်မြို့ကန်တရာပန်းချံမှာကျင်းပခဲ့တဲ့ဘူရုတ်တရားတစ်နှစ်ပြည့်မူနေကူဥဆောင်ကျင်းပခဲ့တဲ့မြောက်ကလာပါဘူရုတ်ဖြစ်သူများအဖွဲ့ဟာဘူရုတ်ရဲ့98နှစ်ပြည့်မူနေကလေးကအခုလိုကျင်းပခဲ့ကြတာဖြစ်ပါတယ် အရင်ထင်းပါတာတွေနဲ့မတူတာကတော့ဒီပွဲမှာ၁၆နှစ်ယောက်ကလေးငယ်တွေပါဝင်လာအောင်ကြိုးစားထားကြတာဖြစ်ပါတယ်။ကလေးတွေအနေနဲ့ဘူဂျုတ်ရဲ့ခန်းကဏ္ဍအပြင်ကလေးခွင့်ရတွေကိုတည်တည်ဖို့အခုလိုစီစဉ်ကြတာဖြစ်ပြီးတော့သူတို့အနေနဲ့လည်းအခက်အခဲတွေကြားရတဲ့ကနေလှုပ်ဆောင်ခဲ့ရတာပါ။ ဒီနှစ်ပွဲကြီးကတော့ကျွန်တော်တို့ချိုင်းလေးပါလို့ခေါ်တဲ့အလုပ်ဒီတပည့်ဆိုင်ဒီစားသောက်ဆိုင်ဒီမှာလုပ်ငန်းခွင်ဒီမှာတာဝန်ထမ်းဆောင်နေတဲ့16နှစ်အောက်ကလေးတွေကိုကျွန်တော်တို့အဲဖိတ်ကြားပြီးတော့သူတို့ကိုတန်းတူခွင့်ရေးကလေးခွင့်ရေးတွေကျွန်တော်တို့ပြောမယ်သူတို့အတူယူအားကြတဲ့စိတ်ပေါ့အဲဘုကျောင်းအောင်ဆိုင်ရဲ့အကြောင်းကိုလည်းသူတို့သိရမယ်ပေါ့ဒီဘက်ခေတ္တဒီဘက်စနစ်တွေပြောင်းလာတဲ့အချိန်တွေမှာဘုကျောင်းအောင်ဆိုင်ရဲ့အခိုင်အနာကိုလူကြီးတွေသိပြီမဲ့လို့ကလေးတွေရဲ့တီးမှုကြားမှုကကြောင်းပြင်ပဖြစ်တဲ့ နေရာမှာရောက်နေတယ်စီဝိုင်းရေးခွင်ထဲမှာရောက်နေတယ်နောက်ပညာရေးဆိုတဲ့ဟာကိုကြောခိုင်းထားတဲ့ဟာလားကျောင်းတွေကိုကြောခိုင်းနေရတဲ့အတွက်ကြောင့်ဘူးဒီကလေးရဲ့အခွင့်အရေးကိုကျွန်တော်တို့ရရှိခြင်းလို့ဟာလားသူတို့လည်းအဲ့အသည့်တွေပေးခြင်းနဲ့တက်တူရလူအုပ်စုငါတို့ကကလေးပါလားငါတို့အခွင့်အရေးတွေဘယ်လိုရှိပါလဲငါတို့ကသူတို့နဲ့ဒန်းတူတွေပါလားဆိုတဲ့အသည့်တွေကျွန်တော်တို့ဒီနေ့အစပြုပေးခြင်းလို့ဟုတ်ဒီကွဲမှာရန်ကုန်မြို့ရဲကလဖေးတန်တွေ စီးပွားရေးလုပ်ငန်းတွေမှာလွတ်လွတ်နေတဲ့ကလေး250လောက်ကိုဖိတ်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။အလုပ်တွေနဲ့နှပန်းလုံးနေရတဲ့ကလေးတွေကိုဘဝမော်ရီပြည်ပြအောင်တရက်လောက်ဖိတ်ခေါ်ပြီးတော့ကလေးတန်းသူခွေနဲ့ကျန်းမာရေးဆိုင်ရာတွေလည်းပြောပြခဲ့ကြပါတယ်။မြမာပြည်ကိုစစ်အာဏာရှင်စနစ်ကြီးစိုးခဲ့ချိန်ကဘူရိုရဲ့အခန်းကဏ္ဍကိုမိမိအောင်နှီးမျိုးစုံနဲ့လှုပ်ဆောင်ခဲ့တာကြောင့်အခုချိန်မှာနောင်လာမယ့်မျိုးသက်တွေအတွက်ပြန်လည်ကုစားပေးနေကြတာလည်းဖြစ်ပါတယ်။ ဖက်စာအုပ်ထဲမှာပါတယ်ဆိုပေမဲ့လည်းပိုချိုးရဲ့ခန်းကဏ္ဍကိုပေးမင်းအောင်လုပ်ခဲ့တဲ့ဆေးရပေါ့နော်ဆေးရတောင်းရှိတဲ့သူတွေချောက်ဒီကလေးတွေကပိုချိုးဝီဒီယိုမိပြောင်းနေကြတယ်ပေါ့နော်ဒီကလေးတွေမှမဟုတ်ဘူးတချို့ကလေးတွေရဲ့မိဘတွေဆိုရင်တော့ဒါမိနေကြတယ်အဲ့တော့ကျွန်တော်တို့ကတရားကိုပြန်ပြီးတော့ဖော်ထုတ်တယ်ဒါပိုချိုးအောင်ဆန်းဆိုတာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အထင်ကရနေစာတွေ့ပွဲကောင်းတဲ့ဒါလွတ်လပ်ရေးယူသွားပြီးတဲ့ခေါင်းဆောင်တရားအဲ့ဒါကိုကျွန်တော်တို့တွေရောကျွန်တော်တို့ရဲ့သားစဉ်မျိုးဆက်ဒီကလေးတွေရောအတိပေးခြင်းနဲ့နောက်အထူးကဒီပိုချိုးအောင်ဆန်းရဲ့စူးစမ်းတဲ့စိတ်အဲ့ဒါကိုလည်းကလေးတွေကို စီခြင်းတဲ့အတွက်ဒီလိုခန္ဓာမျိုးပြုလုပ်တာဖြစ်ပါတယ်ရှင်ဟုတ်